အားမေမင်္ဂလာပါမန်နယူ channel ကနေအားလုံးကိုကြိုဆိုပါရစေ။ဆရတော်ဆရာသမားတို့ကျွန်တော်ဒီကနေ့မှာတော့မေဆောင်နည်းနည်းပသပိကစားသမားအပြောက်ရှင်းနောက်ဆုံးသတင်းလေးတွေရှိပါတယ်။ဧပြီလနောက်ခွဲလို့ကျွန်တော်ဂျယ်ဒဲဘရက်ဝေးကိုလာမည့်နေရာဒီကာလာတွေမှာပေါက်တဲ့90နဲ့ခေါ်ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တင်းနေရာတည်ချစ်ထားရတယ်။ဒီသတင်းကိုကျွန်တော်ဆွေးနွေးကြအောင်ဆရာသမားတို့အားမေမင်္ဗလာပါအားမေမင်္ဂလာပါဆိုတော့ယူနိုက်တက်အသင်းကောဗျာလာမည့်နေရာဒီဈေးကွက်ကာလာတွေမှာဆိုရင်ဧပြီလနောက်ခွဲလို့တယောက်ဖြစ်တဲ့ကျွန်တော်ဂျယ်ဒဲဘရက်ဝေးကိုပေါက်တဲ့90နဲ့ခေါ်ဖို့အတွက် အစင်သေးဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတယ်။ကစားသမားဖြစ်သူဟာဆိုရင်လည်းချန်ပြယ်လေးပြိုင်ပွဲကိုကစားချင်တာဖြစ်တဲ့အတွက်ယူနိုက်တက်အသင်းကဒီကစားသမားဖြစ်သူကိုတကယ်လို့ခေါ်ခွင့်မယ်ဆိုရင်ချန်ပြယ်လေးကိုမဖြစ်နေဝင်ခွင့်ရဖို့အတွက်လှုပ်ဆောင်ရမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရှိရတယ်။ဆိုတော့ဂျယ်ရယ်ဘရဝေးဖက်ကလည်းကျွန်တော်ချင်းပါတယ်မန်ဆာအိုနယ်တဲ့သူကိုပြောင်းရွှေ့ဖို့အတွက် ready အစင်သေးဖြစ်နေတယ်ဆိုပြီးတော့လေကျွန်တော်တွေးထားရတယ်ဆိုတော့ယူနိုက်တက်အသင်းနဲ့ဂျယ်ရယ်ဘရဝေးကပေါ့ဗျာဒီကိရေရာတီတွေတုန်းကလည်းတင်းနဲ့ထွက်ခဲ့တာပဲအကြောင်းမျိုးမျိုးကြောင့် ဘရိုက်ဝေကယူနိုက်တက်အသင်းကိုရောက်ရှိမလာခဲ့ဘူးပေါ့ဗျာချင်းချင်းပြောလို့ချင်းသူတို့အစ်ဗရန်အသင်းဘက်ကနောက်ခံလူတယောက်ကိုတောင်းတဲ့စေကလုံးဝကိုများနေတယ်ပြီးခရီးရသေးတုန်းကလည်းဘရိုက်ဝေနဲ့သဘောတူညီမှုရရှိခဲ့တဲ့ဆိုတော့ညာလဲတောင်းချေးချေးတန်ကြီးကမြန်မာနေကြကြောင်းကျွန်တော်ခေါ်ယူနိုင်ခြင်းမရှိဘူးအခုလေးပဲဒီတည်င်းကကျွန်တော်ကောလာလာတည်င်းဆိုပေမဲ့လို့တိတ်တော့ပြောလို့တော့မရဘူးကျွန်တော်ထွက်ပေါ်လာတဲ့တည်င်းတွေကတော့စိတ်ချရတဲ့တည်င်းမှမပါဘူးဒါပေမဲ့လို့စာသမားတို့ရဲ့နောက်ခံလူတယောက်ကိုပေါ့ဗျာ ပေါက်တဲ့90ဒီပေးပြီးတော့ခေါ်ယူဖို့အတွက်ကြပြီတော့လို့ယူနေတဲ့အတင်တဲ့ကတော့လုံးဝအဆင်ပြေမနေဘူးကျွန်တော်ပါစလီတယောက်မြေပြောလို့ချင်းရင်လဲမဆောင်နေတဲ့အတင်ကဘလောက်ပဲဒါပေမဲ့လိုနေပါစေနောက်ကကစားသမားတယောက်ကိုပေါက်တဲ့90ဒီကတော့အင်မတန်များလွန်းနေတယ်မယ်ပါလေကျွန်တော် Jerry Brightway အနေနဲ့နောက်ကစတဲ့ဘက်မှာအဖက်ဘက်ကပြည့်စုံနေတဲ့ကစားသမားတက်လို့ကျွန်တော်ပြောလို့ရတယ်။ကစားသမားဖြစ်သူကလည်းမဆောင်နေတဲ့အစ်လွယ်ချက်နဲ့အညီအရေးအမောင်းတွေကစကျွန်တော်အမေကန်ဆုံးကျွန်တော်ဒီနောက်ကစတဲ့ဘက်မှာလုပြနိုင်တယ်။ တော်တော်များလေးဗျာကျွန်တော်တို့အခု United အသင်းက FFB စီမီပြည်ဆိုင်လို့ဘန်ဒိုင်းရဲ့စီမီနေကကျွန်တော်တို့အားနည်းမှုရှိတဲ့နေတာတခုမှ နောက်ကကစားသမားတယောက်ကိုပေါင်သိန်း50အထိကတော့လုံးဝမဖြစ်နိုင်တဲ့အခြေအနေတခုဘာဖြစ်လို့ဆိုတော့ United အသင်းကခေါ်မယ်ဆိုတာနဲ့ပဲကစားသမားတွေက အသင်းတွေကဈေးရအဆမတင်တောင်းတယ်ဆိုတော့နေရာဒီကာလာအတွင်းမှာအခုတည်ငါထွက်ပေါ်လာတဲ့ဆိုတော့ညာလေတကယ်လို့ပေါင်သိန်း50အထိပြီးပြီးမှ United ကခေါ်မှုဆိုတာကတော့ဒါဖြစ်နိုင်ခြေလုံးဝမရှိဘူးအင်မတန်နေတယ်ပေါ့ဗျာပြီးလို့ချင်းကစားသမားဖြစ်သူကလည်းချန်ပီယံလည်းပြန်ဖို့ကိုကစားချင်နေတာဖြစ်တဲ့အတွက်မန်ဆန်နဲ့အသင်းကဒီကစားသမားကိုခေါ်ချင်တော့ချန်ပီယံလည်းကိုမဖြစ်နေဝင်ခွင့်ရဖို့လိုတယ်ဒါကတော့အဆင်မပြေဘူးလက်တော်အချိန်မှာကိုအသင်းနေတယ်ပေါ့ဗျာပရီးမီးယားလိမှာဆိုရင်လည်းအဆစ်စစ်လေးကိုရောက်ရှိနေတယ်ယူရိုပါလိဖလာယာမှာပဲချန်ပီယံလည်းကျွန်တော်ဝင်ခွင့်ရမှာဒါရဲ့အနေနဲ့ဒါကအင်မတန်ဖြစ်နေခြင်းနေတယ် အခု UU ပါလိမ့်မယ်ဆိုကျွန်တော်တို့ quarter final မှာဝေငကစားဖို့ရှိနေတယ်။ကိုရီးယားအသင်းက quarter မှာပြုတ်မလား၊ semi မှာပြုတ်မလား၊ final မှာမပြုတ်မလားဆိုတာမသေးကြဘူး။အခုအဲ့လိုမျိုး အသင်းတွေကကစားဖို့ဆိုတာကိုရီးယားအသင်းတက်ကတော့လုံးဝလွယ်ကူတဲ့အခြေအနေတခုမှရှိမနေဘူး။ဘာဖြစ်ဆိုတော့ကိုရီးယားအသင်းရဲ့ကစားသမားမလုံလောက်မှုကြောင့်ပြီးလို့ချင်းအရန်တွေမှာလည်းအင်အားမတောင်းတဲ့အခြေအနေတခုကြောင့် quarter အခြေအနေမှာဆိုရင်အဝေးခွင့်ရလဲကောင်းပါပဲ။ကိုရီးယားအသင်းနဲ့အင်ခွင့်မှာတသုံးသက်သာကစားဖို့အခြေအနေကိုရှိနေတယ်။ ဆိုတော့ဒီလိုမျိုးကျွန်တော်ချန်ပီယံလိဝင်ခွင့်ရဖို့မတည်ကြတဲ့အချိန်တွေခုမှဂျယ်ရယ်ဘရိုက်ဝေကလည်းချန်ပီယံလိကစားရှင်နေတဲ့အတွက်ဒါကတော့ကျွန်တော်ဖြစ်လာနိုင်ခြင်းအကြောင်းတော့ရှိမနေဘူးလို့ကျွန်တော်ယူဆလို့ရတယ်ဒီသတင်းကလည်းကျွန်တော်သိပြီးတော့မှန်ကန်မှုတော့ရှိမနေဘူးအခုလက်တလောထုတ်ပေါ်လာတဲ့အနေထားတွေမှာပေါ့ဗျာအကြောင်းမျိုးမျိုးကြောင့်ဒီလိုမျိုးဖြစ်ခဲ့မိဆိုရင်ကိုရီးယားတင်ကတော့နောက်ကဆက်တဲ့ဘက်မှာလွဲချက်ရှိနေပါသေးဆိုတော့ညာလေအဝေးတန်းကတော့ကျွန်တော်ဖြစ်လာကြအကြောင်းတော့အင်မတန်နေသောဝရှိနေတယ် ဒီကစားသမားဖြစ်သူကျွန်တော်ရဲ့အမြင်ရဆိုရင်ပေါ့ဗျာပေါင်သန်း30လောက်ပဲတင်နေ35ပေါ့ဗျာကျွတ်ကျွတ်လေးလဲကျွန်တော်40ဒီတဲ့ပို့ပေးလို့လည်းအဆင်မပြေဘူးကစားသမားတယောက်နေတဲ့ဒီလိုမျိုးနောက်ကဆက်တဲ့ဘက်မှာကျွန်တော်50ဒီပေးဖို့ကြပြီတော့လေကိုရီးယားတင်နေတာကတော့အဆင်ပြေနေတဲ့နေရာတခုမှရှိတဲ့အတွက်နိုင်မင်းတွေတင်ပြောင်းရှိမှာတော့ကြည့်ရမှာပေါ့ဗျာ Brave ကိုအင်ပရယ်တင်ကဘလောက်တောင်းမလဲကိုရီးယားတင်ကဘလောက်ပေးရှိရမလဲဆိုတာကျွန်တော်ကြည့်ရမှာပေါ့အခုလည်းတလောထွက်ပေါ်လာတဲ့အနေထားမှာတော့ Brave ကိုမဆောင်နေတဲ့အတင်က နေရာတည်းပြောင်းရှိဇွဲကမှပေါင်တဲ့90နဲ့ခေါ်ဖို့အစင်သေးဖြစ်နေဆိုပြီးတော့ကျွန်တော်သိရှိထားရတယ်။ယူနိုက်တက်အသင်းကပေါ့ဗျာ Brightway ကိုခေါ်ဖို့အတွက်ကတော့ဒီရာတီမဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာတီတွေတုန်းကလည်းကျွန်တော်အမေကန်စုအလုပ်လုပ်ခဲ့တာပဲ။ဒါပေမဲ့လို့ကစားသမားဖြစ်သူရဲ့ပြောင်းရွှေ့ရေးကမြန်မာနေတဲ့အတွက်ကျွန်တော်ခေါ်ယူနိုင်ခြင်းမရှိဘူး။နောက်ထပ်တစ်ပတ်ကျွန်တော်တည်နေကောက်ထုတ်ပေါ်လာတဲ့အနေနဲ့တကူမှာတော့ဘလောက်ထိယူနိုက်တက်အသင်းကအမေကန်စုလွတ်လာမလဲ။တစ်ဖက်အေဗရယ်အသင်းကကစားသမားဖြစ်သူရဲ့တန်ကျုကိုဘလောက်ကြီးတိုးမြင့်တောင်းမလဲဆိုတာ နောက်ထပ် report တွေမှာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာမနေ့ကဆိုရင်ကျွန်တော်ဒီနိုင်ငံတကာပွဲစဉ်နေအနေထားရဆိုရင်ဒီမဲနဲ့ပေါ်တူဂီကျွန်တော်ကစားခဲ့တယ်ဒိမဲကကျွန်တော်ပေါ်တူဂီကိုဝမ်းစင်းနေနိုင်ခဲ့တာပေါ့ဗျာအဲ့ဒီပွဲစဉ်မှာမဲဆောင်နေတဲ့အသင်းတိုက်စစ်ကစားသမားရရှမဲဝိုင်လန်ရဲ့မီနီခွန်နီစီကြောင့်မတွင်းခဲ့တဲ့ဂိုးချောင်းဝမ်းစင်းနေကျွန်တော်နိုင်ခဲ့တာပေါ့ဗျာဝိုင်လန်အနေနဲ့ကလဲအသင်းမှာတော့အဆင်ပြေနေတဲ့နေရာတကူမှာရှိမနေဘူးဆိုပေမဲ့လို့နိုင်ငံတကာပွဲစဉ်မှာကတော့တကူတော့ရတော့ခီပေါ့ဗျာဒါကကစားသမားဖြစ်သူတဲ့အရှင်ကြီးကောင်းတာပေါ့ဗျာ ဆိုတော့ဆရာသမားတို့ရဲ့ဒီနေ့ဗီဒီယိုလေးကတော့မင်ဆာအောင်နေတဲ့အတွက်အနေနဲ့ live video ရဲ့ဒီကာလာတို့ဒီမှာ general breakway ကိုပေါင်တဲ့90နဲ့ခေါ်ပို့တဲ့ရှိနေတယ်ဆိုပြီးတော့ရထားတဲ့တတိကိုကျွန်တော်တိစေခဲ့တာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ breakway နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိလေတကယ်ပဲမင်ဆာအောင်နေတဲ့အတွက်အနေနဲ့ breakway ကိုလူရဒီကာလာတို့ဒီမှာပေါင်တဲ့90ပြီးပြီးတော့ခေါ်ပို့အမေကရှိနေမလားဆိုတာညီကိုတို့ရဲ့အမြင်တွေကိုဆွေးပေးကြပါဦး ဗီဒီယိုလေးကဒီလောက်ပါပဲမနေ့ကမှလည်းကျွန်တော်မက်ဆာအောင်လေးနဲ့အတင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းတွေကိုတင်ဆက်ဖို့ရှိနေတဲ့အတွက်အသေးအသေးသောသတင်းတွေကိုကြည့်မိဆိုရင် United Fan များဒီ channel လေးကို join ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ် Like and Subscribe လေးတွေမလိုအပ်သေး Like and Subscribe လေးနဲ့ notification ခေါင်းလောက်လို့တိကျပြီးတော့ United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုမလွဲနဲ့ကြည့်ယူအားပေးနိုင်ပါလို့လည်းကျွန်တော်ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးကျမ်းစာနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုမေဇော်ကနေစတောင်းပေးလိုက်ပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများတင်ပါတယ်